အဲအိန္ဒိယလေကြောင်းလိုင်းရဲ့ခီးစဉ်အမှတ်171ဟာအိန္ဒိယနိုင်ငံအာမက်တာဘတ်မြို့မှာရှိတဲ့စာတာဘတ်လက်ပိုင်ပတ်တဲ့အပြည်ပြည်ဆိုင်ရာလေစစ်ကနေအင်္ဂလန်နိုင်ငံလန်ဒန်ဂက်ဝစ်လေစစ်တို့ပြန်တမ်းမဲ့အပြည်ပြည်ဆိုင်ရာခီးသည်ပို့ဆောင်ရေးပုံမှန်ခီးစဉ်တစ်ခုဖြစ်ပါတယ်ခီးစဉ်171ဟာဒေတာစံတော်ချိန်မနက်9:50မိနစ်လန်ဒန်စံတော်ချိန်နေ့လယ်10:38မိနစ်မှာပြန်တက်ဖို့စီစဉ်ထားပြီး အင်္ဂလန်စံတော်ချိန်ညနေ6:25မိနစ်အိန္ဒိယစံတော်ချိန်ည7:25မိနစ်မှာဂတ်ဝစ်ခလီစိတ်ကိုဆင်းသက်ဖို့စီစဉ်ထားပါတယ်။သို့တော့2025ခုနှစ်ဇွန်လ12ရက်နေ့မှာလေယာဉ်ကပြန်တက်ပြီးမကြာမီအချိန်တွင်းမှာပဲပြတ်ကျသွားခဲ့ပါတယ်။လေယာဉ်ပြတ်ကျခဲ့တဲ့နေရာကတော့လေစိတ်ပဝန်းကျင်နဲ့နီးကပ်စွာတည်ရှိနေတဲ့အာမတ်ဒါဘတ်မြို့မက္ကာနီနားကလူနေရပ်ကွက်အတွင်းပဲဖြစ်ပါတယ်။အဲအိန္ဒိယခီးစဉ်171မှာအသုံးပြုခဲ့တဲ့လေယာဉ်ကတော့မှတ်ပုံတင်အမှတ် PTAB ဖြစ်တဲ့ Boring 787နဲ့ Dreamliner အမျိုးအစားဖြစ်ပြီးခီးသည်232ဦးနဲ့လေယာဉ်အမှုတန်း12ဦးစုစုပေါင်း244ဦးလိုက်ပါသွားခဲ့ကြောင်းသိရပါတယ်။လေယာဉ်ခီးစဉ်များကိုခြေရာကန်သော website ဖြစ်တဲ့ Flight Radar ရဲ့အဆိုအရလေယာဉ်ကပြန်တက်ပြီး10မိနစ်မပြည့်မီဒေတာဆန်လိုချင်းမနက်7:00ရီ8မိနစ်မှာ625ပေမီတာ190ခန့်အမြင့်မှာအချက်ပြမှုပျောက်ဆုံးသွားခဲ့ကြောင်းသိရပါတယ်။ဗီဒီယိုမှတ်တမ်းတစ်ခုမှာ လေးကအလွန်နှိမ့်တဲ့အမျက်မှာပြန်တန်းနေပြီးနောက်အမျက်ပေများဆုံးရှုံးကပြက်ကျပေါက်ကွဲသွားတဲ့ကြောက်မက်ဖွယ်ရာမြင်ကွင်းကိုတွေ့ခဲ့ရပါတယ်။အခြားနေရာများကနေရိုက်ကူးထားတဲ့ဗီဒီယိုများမှာလည်းမိခိုးလုံးကြီးများတက်လာတာကိုတွေ့ခဲ့ရပါတယ်။လေးစိတ်ကရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုမှာလည်းလေရင်ပြက်ကျပြီးနောက်မိခိုးလုံးမဲများထွက်ပေါ်လာခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။မျက်မြင်သက်သေများရဲ့ပြောကြချက်အရာပြင်းထန်သောပေါက်ကွဲသံအများပြားကိုကြားခဲ့ရပြီးနောက်မိခိုးလုံးမဲကြီးများတလူလူတက်လာကာ ဓာပူရာဒေတာအထိကပင်မြင်တွေ့ခဲ့ရတယ်လို့ဆိုခဲ့ကြပါတယ်။တချို့သောသတင်းဖော်ပြချက်များအရလင်းဟာလူနေထူတက်တဲ့နေရာများစီပြတ်မကျမီလေးစိတ်ရဲ့ပက်လက်တိုင်းကိုဝင်တိုက်မိခဲ့ပြီးအနီးနားမှာရှိတဲ့အဆောက်အုံတချို့ကိုပျက်စီးစေခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်အရေးပေါ်တုံ့ပြန်မှုများအကြီးကျယ်လှုံ့ဆော်ခဲ့ရပြီးမိသက်ကအနည်းဆုံး9စီးနဲ့လူနာတင်ရင်အများပြားကိုမတော်တဆဖြစ်ပွားရနေရကိုချက်ချင်းစစ်လုတ်ခဲ့ကြပါတယ်။အမတ်တာဘတ်မျိုးရဲ့မိသက်နဲ့အရေးပေါ်ဝန်ဆောင်မှုဌာနက မြို့နယ်အသီးသီးကရင်များကိုဆေးလွတ်ထားခဲ့ကြောင်းကိုလည်းအတိပြုခဲ့ပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းများအဆင်ပြေချုံးမွေ့စေရန်အတွက်ဖြစ်ပွားရာနေရာကိုတွားတဲ့လမ်းများအလုံးကိုပိတ်ထားခဲ့ကြပါတယ်။ဂူဂျာရက်ပြည်နယ်ဝန်ကြီးချုပ်ကသက်ဆိုင်ရာရာရှိများအလုံးကိုကယ်ဆယ်ရေးနဲ့အကူအညီပေးရေးလုပ်ငန်းများချက်ချင်းဆောင်ရွက်ဖို့အမိန့်ပေးထားကြောင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်ဒဏ်ရာရသူများကိုဆေးရုံကိုအများဆုံးပို့ဆောင်နိုင်ရန်အထူးလမ်းကြောင်း Green Corridor ဖန်တီးပေးရန်နဲ့ဆေးဘက်ဆိုင်ရာအဆောက်အအုံများအလုံး အသင့်အနေထားရှိစေရန်လည်းညွှန်ကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံရဲ့မြို့ပြလေကြောင်းညွှန်ကြားမှုဦးစီးဌာနနဲ့အဲအိန္ဒိယစီမံခန့်ခွဲမှုအဖွဲ့တို့ကအဲ့ဒီဖြစ်စဉ်အတွက်တရားဝင်စုံစမ်းစစ်ဆေးမှုတရက်ကိုစတင်လိုက်ပြီးဖြစ်ပါတယ်။ဤပညာဆိုင်ရာအဖွဲ့တစ်ဖွဲ့ကိုလည်းမတော်တဆမှုရဲ့အကြောင်းရင်းကိုစစ်ဆေးရန်ဆေးလွတ်ထားခဲ့ပါတယ်။လန်ဒန်ကိုခီးရှိပြန်တန်းရန်အတွက်လောင်စာဆီအများအပြားတင်ဆောင်ထားခြင်းကလေရင်ပြတ်ကျပြီးနောက်မီးလောင်မှုပြင်းထန်ရခြင်းကိုပုံမှုဆိုးရွားစေခဲ့တဲ့အကြောင်းရင်းတစ်ရက်ဖြစ်နိုင်တယ်လို့လည်းသိရပါတယ်။ အဲ့အိမ်ကြီးကလေကျောင်းလိုင်းရဲ့အကြီးကဲကခီးစဉ်ဝမ်းဆဲပန်းဝမ်းဟာဝမ်းနဲ့ဖွဲ့ရမတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရကြောင်းအတိပြုခဲ့ပါတယ်သူကထိခိုက်နေနာခဲ့ရသူများအားလုံးအတွက်အထူးဝမ်းနဲ့ကြောင်းပြောကြားခဲ့ပြီးကုမ္ပဏီရဲ့အထက်အာယုံဆိုင်မှုမှာထိခိုက်ဒဏ်ရာရသူများနဲ့သူတို့ရဲ့မိသားစုများအတွက်အပြည့်အဝပံ့ပိုးကူညီရန်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကိုကူညီရန်နဲ့အတိပြုနိုင်သောနောက်ဆုံးရသတင်းအချက်အလက်များကိုအချိန်နဲ့တပြေးညီပေးအပ်ရမယ်လို့ပြောဆိုခဲ့ပါတယ်အရေးပေါ်ကူညီရေးစင်တာနဲ့ပံ့ပိုးကူညီရေးအဖွဲ့ကိုလည်း ွင့်လှစ်ထားပြီးတည်ဆုံထံရရသူများရဲ့မိသားစုများနဲ့တရင်အချက်လက်ပုံမူလိုအပ်သူများကိုကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။အဲ့ဒီမတော်တဆမှုဟာ2011ခုနှစ်မှာစီးပွားပြစ်စတင်အသုံးပြုခဲ့တဲ့ Boring 787နဲ့ Dreamliner အမျိုးအစားလေးများအတွက်ပထမဆုံးသောလူတည်ဆုံမှုဖြစ်ရဖြစ်လာခဲ့ပါတယ်။ဖြတ်ချခဲ့တဲ့မှတ်ဖို့နဲ့အမှတ် PTAP လေးရင်ဟာအိန္ဒိယမှာပါရီ၊ဖရန်ဖတ်၊တိုကျို၊အမ်စတာဒန်နဲ့မဲဖုံးမြို့များကဲ့သို့သောအဓိကမြို့ကြီးများသို့နိုင်ငံတကာခီးစဉ်များကို ပုံမှန်ပြန်တန်းခဲ့တဲ့လေယာဉ်ဖြစ်ပါတယ်။အဲအိန္ဒိယ17ပန်းဝမှအသုံးပြုခဲ့ပြီးပြတ်ကျခဲ့တဲ့ Boring 787နဲ့ Dreamliner လေယာဉ်အကြောင်းအနည်းငယ်ပြောရမယ်ဆိုရင်အဲ့ဒီလေယာဉ်အမျိုးအစားကခီးဝဲပြန်တန်းဖို့ဒီဇိုင်းထုတ်ထားတဲ့ကိုရီယား White Body လေယာဉ်ဖြစ်တဲ့ Boring 787 meters ရဲ့ပထမဆုံးမျိုးကွဲဖြစ်ပါတယ်။အစောပိုင်းလေယာဉ်ဟာ2011ခုနှစ်မှာစတင်လည်ပတ်ခဲ့ပြီးလောင်စာဆီအလွန်တက်တာခြင်းလေခွင်းအားကောင်းမွန်သောဒီဇိုင်း LED မီးများ ပိုကြီးတဲ့ပြတင်းပေါက်များနဲ့စူညံတန်နေပါခြင်းစတဲ့တက်တောင့်တက်တာရှိလာတဲ့ခီးတဲ့ခန်းများကြောင့်လူတိများခဲ့ပါတယ်ခီးတဲ့242ဦးကနေ296ဦးအထိတင်ဆောင်နိုင်ပြီးကီလိုမီတာ1300ကျော်ပြန်တန်းနိုင်စွမ်းရှိတော်မူ Boring 787နဲ့ဟာတိုက်အချင်းချင်းဆက်သွယ်သောနိုင်ငံတကာခီးစဉ်များအတွက်အထူးတင့်တော်တဲ့အမျိုးအစားဖြစ်ပါတယ်လေရင်ကိုယ်တော်ကိုပေါ်ပါတဲ့ကွန်ပိုစစ်ပစ္စည်းများနဲ့အထူးကတိစောက်ထားတော်မူ ရခင်မျိုးဆက်လေးရင်များထက်လောင်စာစီပုံမူတက်တာစေခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မှတ်မိကြတဲ့အတိုင်းအဲအိန္ဒိယဟာအရင်ကလည်းခီးစဉ်855နဲ့ခီးစဉ်182ကဲ့သို့သောလေကြောင်းဆိုင်ရာ1နဲ့ပွဲ ဖြစ်ရများနဲ့ကြုံတွေ့ခဲ့ရဖူးပါတယ်။ဟုတ်ကဲ့ဒါကတော့အဲအိန္ဒိယ171လေးရင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ခင်ဗျာ။ shocking news came from India. There has just been an Air India Flight 171 crash in the sky of Ahmedabad.